တိတ်ဆွေးနှုတ်မှုမဂ္ဂင်းပြည့်တဲ့ကြီးမင်္ဂလာပါနေကြီးကတော့ဒီနေ့မှာတော့မုံစီကျော်အဖြူလေးကြော်ပြမှာဖြစ်ပါတယ်အညာဒီတမှာတော့ပင်နှင်းကျော်ဆိုပြီးတော့လူတီများကြပါတယ်မုံစီကျော်အနီမာရောက်တော့ကောင်းရင်းသုံးစားစံစိမ့်တစားနဲ့ကျော်တာဖြစ်ပါတယ်ဂျုံနယ်လည်းကျော်လို့ရပါတယ်ဒီနေ့တော့နေကြီးကမုံစီကျော်အဖြူလေးကိုဂျုံလေးနဲ့ကျော်ပြမှာဖြစ်ပါတယ်ဂျုံနဲ့ကျော်တာကအီးဆက်ဆက်လေးနဲ့ပို့ပြီးတော့အစားလုပ်ကောင်းပါတယ်နော်ဂျုံနဲ့တရားကိုစားတူထည့်ပါမယ် စားလေးနဲ့ငယ်ထည့်ပြီးတော့အကုန်လုံးကိုရောသမမွေပေးပါမယ်။ကြက်ဥတစ်လုံးခလောက်ထားလေးကိုထည့်ပါမယ်။အကယ်၍ကြက်ဥမထည့်ခြင်းမူဆိုရင်လည်းရပါတယ်။မုံကိုတပတ်ဆယ်ရက်လောက်ကြာရှည်ခံအောင်ထားမယ်ဆိုရင်တော့ကြက်ဥမထည့်လို့ရပါတယ်။ကြက်ဥထည့်မယ်ဆိုရင်တော့မုံကအလွန်ဆုံး2ရက်3ရက်လောက်ပဲခံပါတယ်။ရေလေးကိုတော့လူတစ်လောက်လေးပဲဖြည်းဖြည်းချင်းထည့်ပေးပါမယ်။ အခုလိုလက်နဲ့နေရတာကမကြည်တဲ့ဂျုံစီလေးတွေကိုခြေလို့ရတယ်ပေါ့နော်ခြေတဲ့အခါမှာအကုန်လုံးကြေသွားတော့မုံနစ်သားလေးရပို့ပြီးတော့ကောင်းပါတယ်။ကြမီးတန်းလာပြီဆိုရင်တော့မုံသားလေးရပါပြီနော်15မိနစ်လောက်နှက်ပေးထားပါမယ်နော်။မုံသားလေးနှက်ထားတဲ့အချိန်မှာအုံသီးလေးတွေကိုပပပပလေးတွေလီးထားပါမယ်နော်။အကယ်၍အုံသီးစားရတာမကြိုက်ဘူးဆိုရင်တော့မထည့်ဘဲနဲ့ဒီတိုင်းနှင်းလေးနဲ့ကြုံရင်လည်းရပါတယ်။ပါလီလီးထားတဲ့အုံသီးလေးတွေကိုမုံနစ်ရည်ထဲမှာရောလိုက်ပါမယ်။ ။အုံသီးလေးထည့်ပြီးတော့မှွင်နေတဲ့အချိန်မှာတစ်ဖက်ကအိုးလေးကိုမီးပူပေးထားပါမယ်နော်။မီးလေးကိုအနီတော်ထားပြီးတော့စီထည့်ပါမယ်။ မုံအနစ်လေးထည့်ပါမယ်မီးလေးကိုအတင်းတင်းထားပြီးတော့3မိနစ်2မိနစ်လောက်ကြော်ပြီးလို့ချင်ဟိုဘက်ဒီဘက်လှန်ပေးပါမယ်3မိနစ်လောက်ဆိုရင်တော့ပင်နင်းမုံကြော်လေးကျက်ပါပြီပင်နင်းမုံကြော်လေးကိုလေဟိုးရင်တုန်းကတော့ကောင်းရင်းသုံးစားဆန်တဲ့စားနဲ့ကြော်လေးရှိပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ဂျုံနဲ့ဆန်းကြည့်ပြီးကြော်စားရကနေပို့ပြီးတော့စားလို့ကောင်းတဲ့နုနုပြီးတော့ဤဆက်တဲ့ဆိုတာနဲ့ဂျုံနဲ့ပဲကြော်ပြကြပါတယ်ဒီနေရာမှာလေးတရားမသုံးမဲနဲ့ ထညက်ကိုသုံးမယ်ဆိုရင်တော့မုံစီကျော်အနီရပါတယ်။ဒါပေမဲ့မုံစီကျော်အနီကဂျုံနဲ့ကြော်ရတဲ့စားလို့ချင်ရင်ကောင်းကြီးမုံနဲ့ဆန်ဆန်ချမ်းမုံနဲ့ကိုရော့ဆက်ပြီးကြော်တာပို့ပြီးတော့ကောင်းပါတယ်။အပြင်သားလေးရကျွတ်ကျွတ်ရွရွလေးနဲ့အတွင်းသားလေးရအီဆက်ဆက်လေးနဲ့စားလို့ကောင်းပါတယ်။အားလုံးပဲတက်တာ